ရှိရှိတုန်းကဟိမနာတောင်တန်းကြီးရဲ့အနက်ဆိုင်ဆုံးတောနယ်ကြီးထဲမှာ ကြီးမားတဲ့တရက်ပင်ကြီးတစ်ပင်ရှိတယ်။အဲ့ဒီတရက်ပင်ကြီးဟာရွှေရောင်တန်းနေတဲ့ရာသာလွန်ကောင်းတဲ့တရက်သီးတွေအများကြီးလေးရှိတယ်။အဲ့ဒီတရက်ပင်ကြီးမှာမြောက်အုပ်ကြီးတအုပ်နေထိုင်ကြတယ်။အဲ့ဒီမြောက်အုပ်ကြီးရဲ့ခေါင်းဆောင်ကတော့ပညာရှိပြီးတတိကောင်းတဲ့မြောက်မင်းတစ်ပါးဖြစ်တယ်။ တနေ့မှာမြောင်မင်းဟာသူ့ရဲ့အပေါင်းပါတွေကိုတတိပေးလိုက်တယ်။ငါတို့ဒီတည့်ရက်သီးတွေကို စားတဲ့အခါမှာအကုန်မစားကြတဲ့တချို့ကို မြစ်ထဲကိုခြံထားခဲ့ကြပါဘာလို့လဲဆိုတော့ဒီတည့်ရက်သီးတွေရဲ့အရသာဟာတာမန်မဟုတ်ဘူး။တစုံတစ်ယောက်ကဒီတည့်ရက်သီးတွေကို တွေ့သွားရင်ငါတို့အတွက်အနည်းငယ်ရှိနိုင်တယ်လို့ဆိုလိုက်တယ်။မြောက်တွေဟာမြောင်မင်းရဲ့စကားကို နားထောင်ပြီးတည့်ရက်သီးတွေကို စားပြီးတဲ့အခါမှာ တချို့ကို မြစ်ထဲကိုခြံထားခဲ့ကြတယ်။ အဲ့ဒီအချိန်မှာမြစ်ရဲ့အောက်ပိုင်းမှာရမတ်မင်းကြီးရဲ့ဥယျာဉ်တော်ကြီးရှိတဲ့တနေ့မှာမင်းကြီးဟာမြစ်ထဲကို ရေစင်းချိုးတဲ့အခါမှာရွှေရောင်တန်းနေတဲ့တရက်တီးတလုံးကိုတွေ့သွားတယ်မင်းကြီးဟာအဲ့ဒီတရက်တီးကို စားကြည့်တဲ့အခါမှာ အရသာဟာအလွန်ထူးခြားကောင်းမွန်တာကိုတွေ့လိုက်ရတယ် မင်းကြီးဟာအဲ့ဒီတရတီးရဲ့အရင်မြစ်ကိုရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်။မင်းကြီးရဲ့စစ်သားတွေဟာမြစ်ကိုလိုက်ရှာရင်းနဲ့တရဲပင်ကြီးနဲ့မြောက်အုပ်ကြီးကိုတွေ့သွားတယ်။မင်းကြီးဟာမြောက်တွေကိုဖမ်းဖို့အမိန်ပေးလိုက်တယ်။မြောင်မင်းဟာသူ့ရဲ့အပေါင်းပါတွေကိုအနေရကနေကာကွယ်ဖို့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကိုတရဲပင်ကြီးနဲ့ဆက်ထားတဲ့တံတားအဖြစ်ပြောင်းလဲလိုက်တယ်။မြောက်တွေဟာမြောင်မင်းရဲ့ခန္ဓာကိုယ်ကိုဖျက်ပြီးတောနဲ့သေးကိုထွက်ပြေးကြတယ်။ဒါပေမဲ့မြောင်မင်းဟာ သူ့ရဲ့အပေါင်းပါတွေကိုကဲတင်ဖို့အတွက်သူ့ရဲ့အသက်ကို စတေးခဲ့ရတယ်။ယမတက်မင်းကြီးဟာမြောင်မင်းရဲ့ရဲရင်မှုနဲ့တတိကိုတွေ့တဲ့အခါမှာအလွန်အံ့အားသင့်သွားတယ်။မင်းကြီးဟာမြောင်မင်းရဲ့ရုပ်အလောင်းကိုရွှေရောင်တစ်တာထဲမှာထည့်ပြီးဂုံပြူတောက်မှုနဲ့မြုပ်နှံလိုက်တဲ့မင်းကြီးဟာမြောင်မင်းရဲ့ဆွလွတ်အနစ်နာခံမှုကိုအမြဲတမ်းအမှတ်ရနေခဲ့တယ်။ မြောင်မင်းရဲ့ပုံပြင်ဟာရဲရဲမှု တတိနဲ့အနစ်နာခံမှုတွေရဲ့အရေးပါပုံကိုတင် जा ပေးတဲ့ပုံပြင်တစ်ပုဒ်ဖြစ်တယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်တတ်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။